ဆာရဲသူခင်လက်ရေးသားထားတဲ့ဇပင်ဦးဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးကြပါရရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audio Book ချန်နယ်ကနေတင်ဆက်တာဖြစ်ပါရရှင်။ယာဒီကမိုးကုံလို့ပြီးဖြစ်လို့စောင်းဦးတို့ဝင်စားပြုပါပြီ။စောင်းဦးရဲ့ရှိတော်ပြီးဖြစ်ကြတဲ့လေယူးတွေဟာတတုံတုံတိုက်ခတ်နေလျက်ဇပင်ပွင့်ဦးကလေးတွေကလည်းရွှင်လန်းတင့်တယ်စွာ ပွင့်ဖူးကြပြီလို့ကဗျာဆန်းဆန်းစိတ်ကူးရင်တက်တဲ့ဇပယ်ရဲ့စာရီမှာဒီလိုပါလာပါတယ်။ဇပယ်ဦးရဲ့အပွင့်အဖူးကလေးတွေအကြောင်းကို ရှင်းပြရမှာ၁၂ရာသီပတ်လုံးဖူးပွင့်ခဲ့ကြတဲ့ဇပယ်ပန်းတွေအနက်မိုးအကောင်ဆောင်အခုမှပွင့်ဖူးရတဲ့ဇပယ်ဦးတွေကမွှေးချိုင်တင်းပြန့်တဲ့ရနံ့နဲ့ဖြူဖွေးရှင်းလင်းတဲ့အသွေးရှိကပြန့်ကားအောင်မြင်စွာ ပွင့်တက်ကြတယ်လို့လဲပါလာပါတယ်။ ကျန်းတန်းရက်ဆက်တဲ့မိုးရာသီရဲ့ဒန်းစိုးဒန်းချက်တွေအောက်မှာပွင့်ဖူးခဲ့ရတဲ့သပင်ပွင့်ကလေးတွေနဲ့ပူပြင်းခြောက်တွေ့ပြီးညင်းငွေ့ပြင်းရီဖွယ်ကောင်းတဲ့နွေရာသီရဲ့ဖုံမှုန့်နေချားမှာဝင့်ကြွားချင်တိုင်းမကြွားမဝင့်ပွင့်ခဲ့ရတဲ့သပင်ပန်းကလေးတွေထက်ဆောင်းရာသီဝင်စားမှာဖူးပွင့်ရတဲ့သပင်ဦးကလေးတွေက ပို့ပြီးတော့နှစ်သက်ချစ်ခင်ပွဲကောင်းတယ်လို့စိတ်ပါလက်ပါရေးထားခဲ့ပါတယ်။ကိုတင်ဦးကအိဇောဆီယာယုံအနီးမှာရှိတဲ့စာအုပ်ဆိုင်ရှိမှာ ရက်ရွေငေးရာကလမ်းမဘက်ကိုကြော်ပြီးတော့ကြည်လိုက်မိပြန်ပါတယ်။မိုင်းမီတော့အုံနေတဲ့မိုးကောင်းကင်အောင်မှာ ပိန့်ပိတ်နတ်မှောင်နေတဲ့ကတရာစီလမ်းမကြီးပေါ်မှာဝင်လူစိမ့်နေရောင်ကအားနေစွာထိုးချလျက်ရှိပေမဲ့ ရုပ်ရှင်ယုံနေနဲ့လမ်းမပေါ်မှာရှိတဲ့ဓာတ်တိုင်တွေကမီးရောင်တွေအောက်မှာနစ်မြုပ်ပြက်ွယ်နေပါတယ်။လမ်းမကြီးတိုင်းမောင်းဝင်လာတဲ့ကားတွေကမပြတ်နိုင်လို့ platform အလယ်မှာရပ်ဆောင်နေကြတဲ့ခြေချင်းလူတိုက်တွေကိုကိုတင်ဦးကပုံမူစူးစိုက်စွာကြည့်နေမိပါတယ်။အဖြူရောင်အင်ကြီးအဝါရောင်နဲ့အနီနဲ့အပြာရောရှက်ဖော်ထားတဲ့ပန်းပွင့်ထမိန်တွေအစိမ်းကအကွက်ချင်း ချောကလက်ရောင်ထမိန်နေနဲ့မိမပြိုတွေကိုခက်များများတွေ့နိုင်ပါတယ်။ကိုတင်ဦးရဲ့မျက်လုံးတွေဟာထိုနေရာကနေပြောင်းပြီးတော့ရုပ်ရှင်ရုံရှိသူထိုးဆိုင်လာတဲ့ကားရီစီကိုရောက်သွားပါတယ်။나ရီကလည်း6နာရီထိုးဖို့9မိနစ်ကိုပြနေပါတယ်။ကိုတင်ဦးကမျော်လင့်ကြီးစွာစောင့်စားနေရင်သူ့ရင်ကခုံကသူ့စိတ်ကလှုပ်ရှားနေပါတယ်။ ရုံရှင်ရုံရှင်လမ်းမပေါ်မှာရှိတဲ့သွာလာလှုပ်ရှားလျက်ရှိသောလူတွေကိုကြည့်ရင် အလိုလိုမောလာတယ်။ကိုတင်ဦးခစ်စန်မဂဇင်းတိုက်ရန်ကုန်စပယ်မင်းလန်းတထုံကိုတင်ဦးရဲ့ပြန်စာကိုရပါတယ်လေ။စပယ်ကလည်းမမြင်ဘူးသေးတဲ့ကိုတင်ဦးကိုတွေ့ချင်နေပါပဲ။ ကိုတင်ဦးအလုပ်အတွက်စိတ်မချမ်းသာဘူးဆိုတာကိုသိရလို့စပေးစိတ်မကောင်းဖြစ်မိပါတယ်။ပဝင်းချင်းကိုအရှုံးမပေးခြင်းစမ်းပါနဲ့ကိုတင်ဦးရဲ့။ဒီတော့ကိုတင်ဦးအတွက်ကြောထောက်နောက်ခံအဖြစ်တက်ဆွမ်းသမျှအကူအညီပေးမယ်စပယ်လေးရောက်လာတော့မယ်မလား။မြ мян လာစမ်းပါဆိုတဲ့အတိုင်းစပယ်ခရီးထွက်ခဲ့ဖို့စီစဉ်နေပါပြီ။ဒါပေမဲ့ဒီရက်တွေမှာကိုတင်ဦးအလုပ်များနေမှာမို့ စပယ်ရန်ကုန်ဝင်ရောက်မဲ့နေ့ကိုတော့မရေးလိုက်တော့ဘူးနော်ကိုတင်ဦးနဲ့တွေ့ကြဖို့တော့အောက်တိုဘာ14ရက်6နာရီခွဲ Excelsior ရုံမှာတွေ့ပြီးတခုခုစာရင်စကားပြောကြတာပေါ့အဲ့ဒီနေ့မှာစပယ်ကိုကိုတင်ဦးသိနိုင်အောင်စပယ်ပန်းခိုင်တွင်ပန်လာခဲ့ပါမယ်ကိုတင်ဦးနဲ့တွေ့ကြရတော့မှမို့စရှိရှိမရေးတော့ပါဘူးနော်ကိုတင်ဦးကိုစိတ်နှပြ 雪来嘛噻，对，这 <noise> 边。冬夜过来看过羊啊噻，这边啊都是有羊拉肉没？阿他没看见过，不蛮计算下，陪你羊的多着。因为识别羊，苏瓦拉的不话做这个农业业，这边个羊拉肥肉没？其实每个时代先固定有多么好，啥意思啊？没做。 သူဟာရန်ကုန်မက်သဒစ်ကိုးတန်းမှာပညာသင်နေစဉ်အသက်၁၈နှစ်အရောက်မှာဂျပန်စစ်ကြေညာလို့တထုံတို့ပြန်သွားရပါတယ်။စစ်အတွင်းဂျပန်ခေတ်တလျှောက်မှာဖခင်ကြီးရဲ့ကုန်းတဲလုပ်ငန်းမှာကုညီလုပ်ပေးခဲ့ပြီး1945ခုနှစ်ဂျပန်လက်နက်ချကြောင်းကြေညာလိုက်လျင်ပင်ဖခင်ကြီးထံမှခွင့်တောင်းပြီးငွေတထောင်ပိုက်ခါ မိဘနှစ်ပါးနဲ့မောင်မြမာလေးတွေကို ခွဲခွာလာခဲ့ပါတယ်။ဖခင်ကြီးကကိုတင်ဦးကို အလုံမှဦးစီးနိုင်ဖို့အားကိုးရာကြောင့်ရန်ကုန်သို့ကျောင်းအိတ်ကျောင်းစာပို့ခဲ့ပြီးအတူနေအတူစားခဲ့တဲ့ကျောင်းသားကြီးတွေရဲ့စာဖတ်တဲ့အလေးအထကိုရထားလေကထိုကျောင်းသားကြီးထံမှစာအုပ်စာတန်းတွေကို အကုန်အစင်ဖတ်ရှု၍အားမရနိုင်တော့ဘဲ ကျောင်းနယ်ကလျက်မှာရှိတဲ့ YMCA အသင်းစာကြည့်ဆောင်မှာတွား၍ဖတ်နေတတ်ပါတယ်။ဂျပန်ခေတ်တွင်ကုန်တယ်အလုံးနဲ့နေရာစဉ်တွားလျရာသို့စာအုပ်တစ်တာတွေယူလိရှိတာကြောင့်ဟခင်ကြီးရဲ့ကျိန်းမောင်းခြင်းကိုခံခဲ့ရတယ်။စစ်အတွင်းစက်ကူပါရှားချိန်မှာ ထုတ်ဝေရတဲ့ Channel မဂ္ဂဇင်းတွေကိုအာဘတရနှစ်နှစ်ခြိုက်ခြိုက်ဖတ်ရှုတတ်ပြီး စာဖတ်ခြင်းမျိုးစင်းမှပေါက်ဖွားခဲ့တဲ့စာရေးခြင်းစိတ်ပါယူဖိတ်လာပါတယ်။ထိုခေတ်ကပူပူနွေးနွေးတည်ထောင်လိုက်တဲ့စာရေးဆရာအသင်းတို့နေအသင်းဝင်အဖြစ်ဝင်ထားကစာဖတ်ခြင်းမှ စာရေးခြင်းစိတ်စာရေးဆရာဖြစ်လို့စိတ်တွေချမှာတခုတော့ရည်ရွယ်ချက် ပေါ်ပေါက်၍လာပါတော့တယ်။စစ်ပြီးရင်မဂဇင်းတစ်စောင်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြဘူးနာဝရှိတဲ့မဂဇင်းရိုက်နိုင်ရန်စက်ကူတွေကိုမွန်ဘိုးထဲမှာစုဆောင်းဝယ်ယူထားပြီးဖခင်ကြီးတည်ရင်ပြင်းပြင်းထန်ထန်ကန့်ကွက်မှဆိုးလို့အိမ်သားတွေကိုလုံးဝအသိမပေးဘဲဝယ်ရသမျှစက်ကူတွေကိုမိတ်ဆွေတဦးအိမ်မှာထားရပါတယ်1945ခုနှစ်လောက်မှာမဂဇင်းထုတ်ခွင့်လျှောက်ထားတဲ့အမိန့်စာကြလာပါတယ်ရုံးမှာအမိန့်တင်ထားစဉ်ကပင် နာမည်ကြီးစာရေးဆရာတွေစီကနေစာမူတွေကိုငွေပေးပြီးစုဆောင်းဝယ်ယူထားခဲ့လို့မဂ္ဂဇင်းထုတ်ခွင့်ရတဲ့အခါမှာငွေအနှဲငယ်သာကျန်တော့တယ်။ကိုတင်ဦးရဲ့နှိမ့်ချရူသေးတက်ခြင်းကြောင့်စာမူတောင်းရင်ပင်စာရေးဆရာကြီးတွေနဲ့ရင်းနှီးခင်မင်ခဲ့ရာထိုသူတွေရဲ့ကူညီညွန်ကြားချက်ကြောင့်စာစီကဆက်ရိုက်ခနဲ့စာအုပ်ချုပ်ရန်အတွက် ပေးရန်လူငွေထိုအခက်ခဲတွေကိုကျွေးအဖြစ် စိုင်းထားခြင်းဖြင့်လွယ်ကူစွာလွတ်မြောက်ခဲ့ပါတယ်။ပူပန်တက်တဲ့မိခင်ကြီးကတားမရလို့သာလွတ်လိုက်ရတဲ့သားအတွက် စိုးရင်စိတ်မကင်းသဖြင့်မှားချလိုက်သည့်အတိုင်းချင်းမြနိုင်ရှိအတော်အိမ်မှာနေရသဖြင့်နေ့စဉ်စပိန်တစည်းနဲ့50တလန်အလုတ်တိုက်ရှိရာသို့ဆင်းခဲ့ရပါတယ် 52လမ်းမှာစီပြီးသားဖောင်တွေကို စပိန်မော်တင်ပြီးရေကြော်လမ်းဝင်ယူလာရပါတယ်။ဆက်ရိုက်ခလက်ငင်းမပေးနိုင်လို့ယုံကြည်လေးစားခြင်းမရှိဘဲငွေလက်ငင်းရတဲ့အလုပ်တွေများရင်များသလိုမက်ဆင်းဖောင်ကိုတဝက်တစ်ပြက်နဲ့ချထားတတာကြောင့်ဆက်သမားကို ချော့ဖို့ငွေမက်ဆေ့တစ်စိ့ကို အမြဲဆောင်ထားရပါတယ်။ငွေအလွန်ကျက်နေရင်ကိုတင်ဦးကသူ့အတွက်လက်ဖက်ရည်ပိုးမထားတော့ဘဲ ဆက်သမားကိုသာပေးလိုက်ပြီး စပိန်ကိုတုတ်တုတ်နင်း၍ကျင်းနိုင်ကိုပြေးရပါတယ်။ဘလောက်ပဲဒုက္ခတွေ့ကြုံနေရပေမဲ့ရိုက်ပြီးသားမဂဇင်းဖော်မနေတရွတ်ထက်တရွတ်ပိုပိုများလာတာကိုကြည့်ရင်အစာပြေတဲ့ကိုတင်ဦးကသူ့ဘဝကိုသူကျင့်နဲ့နေခဲ့တယ်။ဒီဒုက္ခရဲ့ကြားမှာပဲ52လမ်းတိုင်းနှစ်တိုက်အကြားမှာရှိတဲ့ပေအဝက်ခန့်ကျဲတဲ့မြေနေရာကိုမှားပြီးတဲလန်းနောက်မီးရှည်ကြီးထိုးကား ကိုပိုင်စာစီခုံနဲ့ဆက်တလုံးဝယ်ရိုက်နိုင်တဲ့အခြေတို့ကြောက်လာခဲ့ပါတယ်1949ခုနှစ်မှာမဂ္ဂဇင်းဆောင်ရီ8000အထိ တိုးခဲ့သလောက်ကိုတင်ဦးမှလည်းကိုညီမဲအလုပ်ဖော်3-4ရောက်ရှိလာခဲ့တယ်ကိုတင်ဦးကသူ့ရဲ့ဘဝကိုဇယားချပြီးစစ်ဆေးကြည့်ပါတယ်1945ခုလမ်းစပေါ်ပြီးအခက်ခဲပေါင်းများစွာရှိတယ်1946ခု ရရှိပြီးလမ်းစာပင်ပြက်ကွယ်ဆုံးရှုံးလက်လွတ်ရလောက်အောင်ဖြစ်ပါတယ်1948ခုနှစ်ခုမက်ကဆင်းအရှင်ရနေလို့အခက်အခဲပေါင်းများစွာရှိနေသေးတယ်1948ခုစိတ်ညစ်ညူးစွာနဲ့မကြေမနက်ဖြင့်အလုတော်ဝင်များကြားတွင်ရှိနေရတယ်1949ခုအလေလောက်မှာတော့သူ့ရဲ့ဘဝအတွက်ဂျင်းနဲ့နှစ်သိမ့်ပွဲအကြောင်းပေါ်လာခဲ့ပါတယ် ဟာခင်ကြီးအပြင်းထန်မမာနေကြောင်းစာရောက်လာတဲ့အတွက်တထုံတို့ခဏပြင်ရင်စီစဉ်ရတယ်။ငါးနှစ်ကျော်ကျော်ကွဲနေလို့ပြန်လဲဆုံတွေ့ရတဲ့အခါမှာအငယ်ဆုံးညီမကလေးကိုပင်ရုတ်တရက်မမတ်မိနိုင်အောင်ဖြစ်နေတယ်။မျက်ရည်ဆန်းဆန်းနဲ့စီးကြိုတဲ့မိခင်ကြီးကိုခြေနဲ့နှစ်သိမ့်ပေးပြီးအိပ်ယာထဲမှာလဲနေတဲ့ဖခင်ကြီးစီကိုတွားကြည့်ရတယ်။အချစ်ဆုံးအားအကိုဆုံးသားဖြစ်သူက မိဘနှစ်ပါးရဲ့စီးပွားရေးနဲ့မိဘတွေကိုစွန့်ပစ်သွားခဲ့တာကြောင့်စိတ်နာနေတဲ့ဖခင်ကြီးဟာတားဖြစ်သူကယူရကျင်နာစွာ ဝေယဝစ္စတွေကိုလောက်ကင်ပေးပြီးဂယုတဆိုင်ပြုစုခြင်းကြောင့်ယောဂမတက်တာတော့လဲစိတ်မော်မူပေါ်ပါရှင်လန်းလာခဲ့ပါတယ်လူမမအနည်းမှဆောင်ရင်စာအုပ်တွေကို အဖော်လုပ်နေရတဲ့ကိုတင်ဦးကဗီဒီယိုတွင်မှစာအုပ်တွေကိုမှွေနှောက်ရင်း သူလာစဉ်ပို့ခဲ့တဲ့မဂ္ဂဇင်းတွေကိုတည်သက်စွာ တွဲ၍ချုပ်ထားတာကို တွေ့မြင်ရသဖြင့်အမှတ်တမဲ့ယူကြည့်လိုက်ပါတယ်။အစည်းအဝေးလိုက်သုံးအုပ်တွင်စီ ချုပ်ထားတဲ့မဂ္ဂဇင်းကိုရှောက်လန်ရင်းအထူးထုတ်စာဆောင်တစ်ခုမှပါတဲ့သူရေးတဲ့ဝိထုရှိမှမှတ်ချက်တွေရေးထားတာကို တွေ့ရလို့စိတ်ပါလက်ပါဖလှယ်မိပါတယ်။မှတ်ချက်တွေကလက်ရည်သေးလို့ ဝိထုရှင်ရုပ်ပုံနောက်မှလွတ်နေတဲ့ကျောဘက်စာမျက်နှာအပြည့်ရေးထားကစိစက်တိချာပိုင်နိုင်တဲ့စကလုံးနေနဲ့ရေးထားတာကို တွေ့ရပါတယ်။သူ့ဝိထုမှာအပြစ်တွေကို ဖော်ပြီးလူနေသမျှကိုဖြည့်ဆွံပေးနိုင်တဲ့တတိမှာသူလည်းရေးရှင်တွင် ရှိနေကြောင်းသိရတယ်။အမဲတစေခေါင်းနောက်၍စိတ်ရှုပ်နေရတဲ့မဂဇင်းလုပ်ငန်းမှာတွင်းရင်တိုင်းရင်များတဲ့မှာ ကျောတော့နောက်ခံကောင်းတဦးတယောက်ကိုမျော်မှန်းနေမိတဲ့ကိုတင်ဦးကအတော်ပဲဝမ်းမြောက်အားတက်မိပါတယ်အထွေလာစမ်းဒါအထွေရေးတာလေလာရေသူ့အနီးမှာအင်ကြီးတွေကိုခောက်ဖို့ပြင်ဆင်နေတဲ့ညီမငယ်ကသူ့ကိုပြုံးပြီးတော့လှမ်းကြည့်နေတယ်တကယ်တော့အဲ့ဒီလက်ရေးရှင်ကမတ်သိန်းဆွေအမိခံစပယ်ပင်ဖြစ်နေပါတယ်တထုံစာတိမဟုတ်ပေမဲ့တထုံအဆက်ဖြစ်ပါတယ် ပင်စင်ယူပြီးတော့ရန်ကုန်ကနေပြောင်းလာတဲ့နေပိုင်းဟောင်းရည်သမီးတွေစစ်မဖြစ်မီကစိတ်မေရီ ရှစ်တန်းအထိတင်ခဲ့ဖို့သူဖြစ်ပါတယ်ကိုတင်ဦးကဒီလောက်ပဲတည်ခဲ့ရပြီးတော့သူတထုံရောက်နေစဉ်မော်လမြိုင်ဘက်ကိုခရီးထွက်နေတဲ့စပယ်တို့အိမ်သားစုနဲ့မတွေ့ခဲ့ရပဲတထုံမပြန်ရောက်လျင်ပင် စပယ်ကိုသူကမေ့ပြစ်ခဲ့ပါတယ် ဟုတ်တယ်ဦးစတမပါတဲ့စားရဆောင်ပါလာတယ်ဗျခမားနာမည်နဲ့ဘိုင်းကြရတယ်လေဗျာငွေကိုင်းစရေးကခက်ဖြီးဖြီးလှမ်း၍ပြောလိုက်လို့ယူထားလိုက်ပါဗျာမထူးပါဘူးဆိုပြီးတော့ကိုတင်ဦးကလေတိုက်လိုက်သဖြင့်လွင့်ကျနေတဲ့ပရုစာရွက်တွေကိုလက်နှစ်ဖက်နဲ့ဖိရင်းပြန်ပြောလိုက်ပါတယ်ငွေရောဘလောက်လာသလဲဗျာ55ကျပ်ထဲဗျာအစိတ်ကတူး20ရတူး ပုံနှိပ်ဆက်နဲ့စာစီကုန်တွေတောင့်တောင့်တင်းတင်းထားနိုင်ဖို့အင်ပြန်စင်ရဆွဲယူလာခဲ့တဲ့ငွေ1500ပြန်ပေးလိုက်သဖြင့်ရှစ်ခုလအတွက်ဆက်ကူဘိုးငွေပူနေရပါတယ်။ဆက်တန်ရက်သွားမှဆိုလို့စာအုပ်ဘီရိုနောက်ရှိဆက်ဘက်ကို မကြမကြာကြည့်နေရတယ်။ဒါဖြင့်ငွေယူပြီးပြေးကျေအောင်ဗျာ45ကျပ်ဆိုတော့3ထုပ်လောက်ရကောင်းပါရဲ့။ဘိုင်းနေဝင်ပြီးတခါလေးဖြစ်ရမလား။ အင်းမော်ဗျာကျွန်တော်တို့စားဖို့လေတကူကူလောက်ခဲ့အောင်ဗျာဒီနာအဆိုင်နေစားရတာဤလှပြီ52လမ်းပြောင်းလာကလေးကထမင်းဆိုင်မှာထမင်းလာကပြီးစားနေရလို့တခါတရံကြုံရင်တရုတ်တန်းဘက်ကနေစားရှင်နဲ့အစားစာကို မှာပြီးတော့စားကြရပါတယ်ဖော်မန်ဖြစ်သူ အလုံးမစင်းနိုင်လို့သူ့အတွက်လောက်စရာရှိသမျှကိုကိုတင်ဦးကိုယ်တိုင်ဝင်လို့ပေးနေရတယ် ငွေကင်စည်ရေးကို အပြင်ခိုင်းလိုက်ရလို့စလုံးမပြင်းနေရကဆောက်ရွက်တွေကို အသာချထားလိုက်ရင်မန္တလေးကိုစလဲထံစာကောက်ရေးရပြန်တယ်မန္တလေးမှာမဂဇင်းဘုံငွေအခုထိမရောက်လို့စာကူညနေ2နာရီစာသိမ်းရမှာပါသွားစီခြင်းတစ်ဖြင့်မရှိရသေးတဲ့ငွေစည်ရေးတွေကိုတေချာစွာစီစစ်ပြီးရှင်းတန်းတစ်ခုပြုလုပ်နေပါတယ် ဆော့ဆော့ဟာဒစိကောင်းမကတ်သဖြင့်ရွေးထားလိုက်ရတဲ့စာကလေးကိုအသာလမ်းကြည့်မိရင်ဘောင်းကိုပြန်ကုန်ကရှင်တန်စရင်ကိုဆက်လက်လုံနေစဉ်စာရွက်ပေါ်သို့အရေးတစ်ခုကျလာသဖြင့်မော်လိုက်ရပြန်တော့တယ်သူ့ရှေ့မှာရက်နေတဲ့ဧည့်သည်ဟာစာအိတ်တစ်ခုကိုလှမ်းပေးလိုက်ရင်အဲ့ဒီစာမူပေးခြင်းလို့ပြောလိုက်ပြန်သဖြင့်ဟုတ်ကဲ့လို့ပြောလိုက်ရပါတယ် ဲ့ဒါဗျာစာမုံလာပေးတဲ့သူကလေးရှိတစ်ချက်ဆွဲ၍ရက်ထားလိုက်တယ်။ကိုတင်ဦးကမန္တလေးသို့စာမပါမှဆိုးလို့သူ့ကိုဆက်ကြည့်မနေအားပဲခေါင်းပြန်ငုံကစရင်ကိုဆက်လုံနေရပါတယ်။ဒီမမိတ်ဆွေစာမုံရှင်ကဘလို့အတွေးပါဝါလဲမသိအတန်မာမာနဲ့ပြောလိုက်တော့မှပဲကိုတင်ဦးကခေါင်းကိုဖော်လိုက်ရပါတယ်။မတော့ရင်ဒီတရက်နှစ်ရက်အတွင်းပြန်လို့ခြင်းနဲ့ အတန်အမာပြီးတော့စကားသုံးပုံကတူတူတုတ်တုတ်နိုင်ပါ रे လူပြောင်းစိတ်တူကိုတင်ဦးကစိတ်တူလာပါ रे တရက်နေ့ရတွင်တော့ကျွန်တော်မဖတ်နိုင်သေးဘူးခမခမအရင်ရောက်နေစာမူတွေရှိသေးတယ်ဒါဖြင့်ပြန်ယူသွားမယ်ဗျာစာမူရှင်ကမပေးရသေးတဲ့စာမူလွယ်အိတ်တွင်တို့ပြန်ထည့်တာဒေါနဲ့မောနဲ့ထွက်သွားပါ रे အတော်ခတ်တဲ့လူတွေပါလားဒီလောက်ပုံနေတဲ့စာမူတွေကိုဘလို့လောက်ဖတ်ပြီးတရက်နှစ်ရက်အတွင်းပြန်ပေးနိုင်မှာလဲကိုချင်းမှမစားတက်လေတယ်ကိုတင်ဦးကစိတ်တူရကစိတ်ရှုပ်သွားတယ်ဦးကောင်လည်းမူးနောက်နောက်ဖြစ်လာတယ်မန္တလေးကိုယ်စားလှယ်စရင်ကိုဆက်မလုပ်တော့ဘဲထိုင်နေရကထလိုက်မိတယ်ရုတ်တရက်ဖြစ်လို့သူ့လက်ကစပွဲပေါ်မှာစာအိတ်ကလေးကိုတိုက်ချလိုက်သဖြင့်ငုံ၍ကောက်ရပြန်ပါတယ် စာအိတ်ပေါ်မှာတက်ထားတဲ့လိပ်စာကိုဖတ်ရင်းရည်ရွယ်ချက်မရှိဘဲစာအိတ်ကို ကောက်၍ဖတ်လိုက်ပါတယ်။ကိုတင်ဦးခစ်ဆန်းမဂဇင်းတိုက်ရန်ကုန်စပယ်တထုံကိုတင်ဦးရဲ့ဝိထုရှိကို ဝေဖန်ထားတာတွေ့သွားတယ်လို့အထွေးကပြောပြပါတယ်။မဂဇင်းဝိထုရှိအခန်းမှာသဘောကျတဲ့ဇာတ်လမ်းပါရင်မှတ်ချက်ရေးသားတတ်တာကတော့ကျမဝါသနာပဲဆိုပါတော့ နောင်လဲခစ်ဆန်းမှာပါတဲ့စာမူတွေကိုဝေဖန်ပေးပါလို့မှားသွားတယ်လို့အထွေးကပြောပါတယ်။ဝေဖန်တာရင်မဟုတ်ပါဘူးလေ။စာမူတစ်ခုကိုဖတ်ပြီးတိုင်းဖြည့်စရာတွေဖျက်စရာတွေကို မြင်လာတာနဲ့ကြီးထားမိတာပါပဲ။ကိုတင်ဦးရဲ့အလုတ်တော်ဝင်ကညပြလှလို့ကျမစာဟာအနောက်အရှက်ဖြစ်နေမယ်ဆိုရင် မယူပဲနေနိုင်အောင်တစိကောင်းမကတ်လိုက်တာပါပဲ။ ကိုစိတ်မပြရွှင်လန်းပါစေစပယ်31ရက်6လ1949မမျော်လင့်မရောက်လာတဲ့စပယ်စီကစာက တူတောင်းပြီးတော့ပြတ်တောက်လာပါတယ်ကိုတင်ဦးကချက်ချင်းပြန်စာရေးပို့လိုက်လို့ဒုတိယအကြိမ်ရောက်လာတဲ့စာကဂယုနာကြွယ်ဝတဲ့စကလုံးတွေတုံးထားပြီး ပထမစာထက်ပိုတူတောင်းပါတယ် ဒုတိယအကြိမ်ပြန်စာကိုရလာတဲ့အခါမှာကိုတင်ဦးက သူ့ဘဝမှာတွေ့ကြုံရင်ဆိုင်နေရတဲ့ဒုက္ခတွေကို ဖွင့်ဟတိုင်တန်းပြီးထိုဒုက္ခတွေပြတ်ကွယ်ဆုံးရှုံးရာနှစ်သိမ့်ချီနူးဖွယ်ကောင်းတဲ့ဘဝအခြေမှာစပယ်ကရောက်ရှိနေပါပြီလို့အတိအလင်းဆိုရေးလိုက်တဲ့စာရဲ့နောက်မှာရရှိတဲ့စာတွေဟာကျွဲဝကျင်နာတဲ့ဂယုနာတွေနဲ့စာရှည်ကြီးတွေဖြစ်ပါတယ် ီလိုနဲ့စပယ်နဲ့ကိုတင်ဦးတို့အပြန်အလှန်စာရီရေးပို့နေခဲ့ကြတယ်။လပေါင်းများစွာဆက်ဆံလာတဲ့အခါကဗျာဆန်နဲ့စပယ်ကမာနကြီးတက်ပြီးအမတ်ထားတဲ့ကြောင်းနဲ့ပိုင်နိုင်တဲ့စိတ်ထားရှိသလားကဗျာမဆန်တက်တဲ့ကိုတင်ဦးကပျော်ပြောင်းလွယ်ကူတဲ့စိတ်နဲ့မာနမရှိဘဲအရှုံးပေးတတ်သူဖြစ်ကြောင်းကိုသိလာခဲ့ကြပါရဲ့။ ဒီလိုကြောင့်လေစပယာကိုတင်ဦးအတွက်ခယုနာဒေါသနဲ့ဖြီးဖြောက်နှစ်သိမ့်ပြီးအားပေးနေခဲ့ရပါတယ်။အခုတော့စာနဲ့ပင် မဟုတ်တော့ပဲစပယ်ကိုရိုင်းသူ့အနာသူရောက်လာပြီး သူ့ရဲ့ဒုက္ခတွေအတွက်ဒိုင်းသပွဲခုခံကာကွယ်ပေးတော်မှာဖြစ်လို့မာနချပြီးအမြဲတမ်းဒူးထောက်အရှုံးပေးခဲ့ရတဲ့သူ့ရဲ့ပတ်ဝန်းကျင်ကို စပယ်ကကိုကြီးအားပေး၍ပြုပြင်တော်မှာပဲ ဖြစ်ပါတယ်။ ခပြားစံမီစိတ်ကူးရင်စွာ ရေးသားဖြော်ပြခဲ့တဲ့စပည့်ရဲ့နှစ်သိမ့်ကြည်နူးဖွယ်ကောင်းလာသောစာသားကလေးဖြစ်သာကျေနပ်ခဲ့ရတဲ့ကိုတင်ဦးက စပည့်ရဲ့သားရချိုအေးအတန်ကို ကြားနိုင်တော့မှာပဲဖြစ်ပါတယ်။နာယီက6နာရီခွဲဖို့10မိနစ်သာလိုတော့တယ်။မိမရွယ်တယောက်သူ့ရှိရနီးကက်စွာဖြက်လျှောက်သွားသဖြင့်ရုတ်တရက်လန့်သွားမိပါတယ် ထိုမိမပြောရဲ့နောက်တွဲစရုံးပေးမှာဘဲပန်းကောင်မှပန်မထားလို့ကိုတင်ဦးရဲ့ရင်ကတဒိန်ဒိန်ခုန်နေရကရက်သွားကလှောက်ရှားနေတဲ့စိတ်ကလည်းငြိမ်သွားပါတယ်။စပယ်ကသူ့ကိုကိုတင်ဦးတိနိုင်ရန်စပယ်ပန်းအခိုင်တွေကိုပန်လာမယ်ဆိုပြီးစားထဲမှာရေးလိုက်တယ်။ပန်းအဖြစ်သားတည်ပြီးအမျိုးအမည်တေချာခွဲခြားနားမလဲတဲ့ကိုတင်ဦးက စပဲ့ကိုတိနိုင်ရန်ကြိုးစားရတော့တယ်။ကိုကြီးဈေးထဲမှာစပဲ့ပန်းဝင်ဝဲခဲ့စမ်းဗျာ။အခိုင်နဲ့နော်ခြွေထားတာမဟုတ်ဘူး။ကိုတင်ဦးကဖော်မန်ကိုကြီးကိုညနေအလုပ်စင်းချိန်မှာငွေတစ်ချပ်ပေး၍စပဲ့ပန်းမှာလိုက်ရပါတယ်။နောက်တနေ့ကိုကြီးဈေးကဝယ်လာတဲ့စပဲ့ပန်းအခိုင်လေးကိုတေးကြစွာကြည့်ပြီးတော့မှတ်သားနေရတယ် ဒီလိုသုံးလေးရက်ဆက်ပြီးတော့စပယ်ဘန်းဝယ်ကကြိတ်ထားလိုက်မှစပယ်ကိုသူကမှတ်မိသွားတယ်။စပယ်ဘန်းကိုကြိုက်နှစ်သက်တဲ့စပယ်ကစပယ်ဘန်းကလေးလိုဖြူဖြူဖွေးဖွေးနေမလား။စပယ်နှံ့ကတင်းချိုကြည်အေးတယ်လို့ပဲ။စပယ်ရဲ့အတွင်းစိတ်ဓာတ်ကဖြူဖွေးကြည်အေးချူတာနေမှာပဲလား။ဒီလိုပဲနေလိမ့်မယ်လို့သူကထင်မိပါတယ်။ဥစ္စာဒနာဂုံအရှိန်ကင်းဝေးက အထင်သေးသလောက်တော့သူ့လိုလူကိုပင်ညောက်စားချစ်ခင်တတ်တဲ့စပယ်ကဒီစပယ်ပန်းရဲ့ရိုးသားတည်ကြည်ပြီးချိုအေးဖြူစင်တဲ့အရေးအချင်းနဲ့ပြည့်စုံသူဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကိုတင်ဦးမစပယ်ကိုတွေးဖို့သွားရမယ့်အချိန်မှာသူ့မျက်နာကိုမှန်ထဲမှာတေချာကြည့်ပြီးတန်တရာ ဖြစ်နေမိတယ်။ဖခင်ကြီးရဲ့တည်ကြည်တဲ့မျက်နာကမိခင်ကြီးရဲ့ နူးညံ့တိမ်မွေးရဲ့အလှတွေနဲ့ရောစက်နေတဲ့ညီမဂျောကလေးနဲ့လုံးဝမတူပဲပိန်ချုံးတွေလျာပြီးခြောင်ကျလျက်ရှိတဲ့သူ့ကို စပယ်ရဘလို့သဘောထားမလဲလို့တွေးတောပုံမိပါတယ်။ဒါပေမဲ့လာမဲ့ပြီးပြေးတွေ့ဆိုသလိုတွေးတောပူပန်မနေတော့ပဲစပယ်ရဲ့သဘောထားအမှန်ကိုသာအမြန်သိချင်လာပါပြီ။ကိုတင်ဦးကသူ့ကိုယ်သူငုံ၍ကြည့်မိပြန်တယ် ရှအင်းကြီးလက်ရှိစုံချလျက်ကျဲသည်အပြည့်တက်ခါခါးတွင်အနက်ရောင်အောက်ခံနှင့်ငွေရောင်မကြီးစေးကွက်မြောက်ပြင်လုံးကြီးတပတ်နွမ်းကိုဝစ်ထားတယ်။ကိုတင်ဦးကတော့ဘာပဲဖြစ်ဖြစ် စပဲ့ကိုအထင်ကြီးလျက်ရှိပါတယ်။စပဲ့ကသူ့အလုံမှာဦးစည်းကောင်းဆောင်ပြီးတော့လောက်ကင်ကတိကျတေကြတဲ့ဆုံးဖြတ်ချက်တွေနဲ့သူ့ကိုအကူအညီပေးနိုင်မှာပဲဖြစ်ပါတယ်။ လာပေါများစွာစာချင်းဆက်သွယ်ခဲ့ရာကြောင့်လေဇပင်ကသူ့အပေါ်မှာတန်ရောစင်ဖြစ်ပြီးခင်မင်းတွေ့တာလည်းရက်ရှိမှာဖြစ်ပါတယ်။နောက်ဆုံးသူကဇပင်ကိုဘဝအဖို့အဖြစ်လက်ထပ်ပြရစီရောလို့တောင်းမှန်သည့်တိုင်အောင်ဇပင်ကငင်းလိုက်မှ မဟုတ်ဘူးလို့သူယုံကြည်မိရဲ့။အချိန်က6နာရီခွဲပြီဖြစ်လို့ရုပ်ရှင်ရုံရှိလမ်းမပေါ်မှာလူတွေရှင်းစပြုနေပါတယ်။ အဲ့ဒီအချိန်မှာ ရေကျော်ဘက်ကမောင်းလာတဲ့ကားတစ်စီးဟာဘရင်ယုံရှိမှထိုးဆိုင်လိုက်ခါရုပ်ရှင်ကြီးပေါ်နောက်ကျနေတဲ့လူတိုက်တစုခတ်တုတ်တုတ်ဆင်းလာကြတာကို တွေ့ရပါတယ်။အဲ့ဒီလူတိုက်ထဲမှာမိမပြိုတူကအိဇောစီယာယုံဘက်ကိုခွဲ၍ထွက်လာတာကိုတွေ့ရလို့ကိုတင်ဦးကတတုံးတုံးခုံကလှုပ်ရှားနေတဲ့စိတ်ကို ထိန်းထားလိုက်ရင်သူ့လက်ထဲမှာခစ်ဆန်းမဂဇင်းကို တင်းကျပ်စွာစုပ်ကိုင်းလိုက်မိပါရဲ့ထိုမိမပြူကသူ့ရှေ့တက်တဲ့ကိုပင်ရှောက်လာပြီးသူ့ကိုဖြတ်ကျော်၍အိဇောစီအယုံဘေးရှိလက်ဖက်ရည်ဆိုင်တဲသို့တန်တန်မတ်မတ်ဝင်သွားပါတော့တယ်သူရှေ့မှာနီးကပ်စွာဖြတ်သွားသဖြင့် မွေးကြိုင်တင်းပြန့်တဲ့ကိုနံ့ကလေးနဲ့တင်းရင်ဆိုပြတဲ့ကိုလုံးရှင်မိမပြူကလေးရဲ့ကြည်လင်ဝင်းပါတဲ့မျက်နှာသားကလေးက သူ့စိတ်ကိုပုံမလှောက်ရှားစေတော့တယ်။ထိုမင်းမပြိုရဲ့စတုံးဘေးမှာပန်ထားတဲ့ပန်းပွင့်ကလေးကသူ့စိတ်ကိုတန်တရာဖြစ်စေပြီးဝေခွဲမရနိုင်ပေမဲ့ကျော်ရှင်းလှပတိမ်မွေ့နူးညံ့တဲ့မျက်နှာပိုင်ရှင်လေးကိုတော့ခုံမင်းတက်မှတ်နေပါတယ်။ရှွန်းပဆိုပြေးတဲ့အသားရည်နဲ့ကြည်လင်တောက်ပါတဲ့မျက်နှာမူကလည်းကျမစပယ်ပါလို့ ထုတ်ဖော်ဝန်ခံတဲ့အောင်ထင်မိပါတယ်။ကိုတင်ဦးကသူ့ရဲ့စိတ်ကို ရှင်းလင်းဝေခွဲနိုင်ရန်ထိုမိမ့်မပြိုကိုပင်သွားတွေ့တော့မယ်လို့ဆုံးဖြတ်လိုက်ခါလက်ဖက်ရည်ဆိုင်တွင်သို့ဝင်လိုက်သွားပါတော့တယ်။စပယ်ပန်းကိုသူကစူးစားပန်းစားလေးချက်ထားလို့ကောင်းစွာသိနေပါပြီ။လက်ဖက်ရည်ဆိုင်တွင်သို့သူဝင်လိုက်မိလျင်ပင်သူ့စပယ်ကကြိုးစုံနေတယ်။ အဝင်းတကားဝအနီးမှာရှိတဲ့စပွဲဝိုင်းမှာစပယ်ပန်းအခိုင်တွေကို ထိုးဆိုက်၍ပန်ထားတဲ့စပယ်ကို သူတွေ့ရပါတယ်။ဆဆောကမိမပြူကတော့အတွင်းကြကြစပွဲတနေရာမှာအင်းရီရစွာထိုင်နေရကသူ့ကိုလှမ်းကြည့်လိုက်တဲ့ကိုတင်ဦးရဲ့မျက်လုံးတွေနဲ့စိုက်မိလျင်ပင်မတိမသားပြုံးပြလိုက်ပါတယ်။ကိုတင်ဦးကသူ့စိတ်ကိုယုတ်ချီဆုံးဖြတ်ဝေခွဲရန် စူးစားနေရှာတယ်။လပေါင်းများစွာခင်မင်ရင်းနှီး၍တန်ရောစင်ကြီးဖြစ်နေတဲ့စပဲ့ကိုအခုသူတွေ့ရပြီးဖြစ်ပေမဲ့ဆွဆွာမင်းမပြိုရဲ့ယူသားဖြူစင်တဲ့ယူပါယုံကို သူကတတ်မှတ်မောမိနေပါတယ်။ဒါပေမဲ့လည်းသူ့ဘဝအတွက် အမျက်နိုးကြီးမျက်နိုးပြီးအာကုန်အထပြုကခင်မင်မှုကိုလက်ခံပြီးယူရနှစ်သိမ့်ပေးခဲ့တဲ့စပဲ့ကိုလည်း तू आ လက်လွတ်မခံနိုင်ပါဘူး။ तू တခုဝမ်းနေမိတာဆော့ဆော့ကမိမပြောာစပယ်မဟုတ်မှန်သိရတာကြောင့်ပဲဖြစ်ပါတယ်။ကိုတင်ဦးကခစ်ဆန်းမဂဇင်းကိုဒေါင်လိုက် ထောင်ပြီးရင်တွင်ကတ်ထားလိုက်ရင်စပယ်ထိုင်နေရာသို့သွားကခေါင်းကိုအသာညှင့်ပြီးခတ်တိုးတိုးပြောလိုက်ပါတယ်။ကျွန်တော်ကိုတင်ဦးပါပဲ။ စပင်မဟုတ်လားခမအဝလွန်၍ဣနေတဲ့ခန္ဓာကိုယ်ကြီးကို အသာတွန့်ရင်မေးအောင်မှာတခုပေါ်တခုထက်ရက်သားခွက်နေတဲ့ပရေကို ရှုံကခေါင်းပေါ်မှာစပယ်ပန်းအခိုင်တွေကို ဖြုတ်လိုက်ရင် အသက်30ခန့်ရှိမိန်းမကြီးကခက်ကြောင်ကြောင်ပြုံးလိုက်ရင်အတော်လေမသိပါဘူးမောင်ရင်ရေဟိုတငယ်မအတော်ဒီပန်းနေပန်ပြီးဒီမှာထိုင်နေပါ စပယ်မဟုတ်လားလို့လာမေးရင်သူ့စီကိုလွတ်လိုက်ပါတယ်ကွယ်။ယေစုတင်ပါတယ်အတော်။ယောဂါကုတင်ဦးကသူ့ခြေတန်ရှိကြီးကိုတင်းလိုက်ပြီးဆော့ဆော့မိမပြိုထိုင်နေရတော့သူ့ခြေတင်သွားလေတော့တည်။ဒီနေရာလေးမှာတော့စာရေးသူခင်လက်က1952ခုနှစ်မှာရေးသားထားခဲ့တဲ့စပယ်ဦးဆိုတဲ့ဝိထုတိုလေးကတော့ပြီးဆုံးသွားပါပြီရှင်။ နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်